်ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာပါလို့ခရစ်တော်၏နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီကနေ့မှာတော့ဖြစ်ရင်ဆာလံ16ခုမြောက်သောဆာလံအပိုက်ငယ်9ကနေ30 17လောက်မှာထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည်တန်ရှင်းသည်ဖြစ်၍ကာလအစဉ်အမြဲတည်၏ထာဝရဘုရား၏စီရင်တော်မူချက်တို့သည်သစ္စာတရားနှင့်ညီ၍တဏီတညွတ်ထဲ ဖြောက်မှတ်ကြ၏ရွှေထက်မကများစွာသော ရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ပြားရည်ထက်မကပြားလပုတ်ထက်ခြူကြ၏တရားတော်အားဖြင့်ကိုရောဤကျွန်သည်တရိယ၍တရားစောင့်ခြင်းအကျိုးသည် ကြီးလာပါ၏ဟောတရားစောင့်ခြင်းအကျိုးသည်ကြီးတယ်ဆန္ဒဆရာဒါဝိမင်းကြီးကအဲ့ဒါလို့ဆိုထားပါတယ် တယောက်တရားတော်ကိုစောင့်ရှောက်တဲ့လူပြည့်ညတ်တော်ကိုလိုက်လျှောက်တဲ့သူဘုရားစကားနားထောင်တဲ့သူအတ္တတာမှာအကျိုးကြီးတယ်လို့ပြောပါတယ်တယောက်တရားဟောအကြမ်းမှာကျွန်တော်ကြည့်တဲ့အခါမှာဣသေလလူမျိုးတွေဟာတရားမစောင့်တဲ့အတွက်နော်သူတို့ကတောလေရာကျန်းတနည်းအားဖြင့်တောထဲမှာလမ်းပျောက်တာနော်တောထဲမှာပဲလမ်းပျောက်ပြီးတော့ဟာလား တောင်တန်လောက်သွားရမယ်ရက်ဒီလာဒီထဲမှာကိုသူတို့ကနှစ်ပေါင်း40လောက်ကြာတယ်သို့တော့တဲ့ဘုရားသခင်ကသူတို့ကိုအတိအမှပြုခြင်းခံထားရတဲ့အရာတခုကတော့သူတို့ခြေနှင်းကြိုးမပြတ်ဘူးခြေတော့မယောင်ဘူးသူတို့သွားတဲ့ခါတိုင်းမှာမိုးတိမ်တိုင်းနေ့အဖြစ်မိုးတိမ်တိုင်းနဲ့မိုးပေးတယ်သွားပေးတယ်မိုးတိမ်တိုင်းအဖြစ်ပို့ဆောင်တယ်ညာ ဥယံအချင်းကြပြန်တော့မိတိန်တိုင်အားဖြင့်ဘုရားသခင်သူတို့ကိုအတိမှပြုတယ်သူတို့နဲ့အတူရှိနေတယ်မင်းတို့အနာမှာငါရှိပေးနေတယ်ဆိုတော့ဘုရားသခင်သူတို့ကိုဥဆောင်ပြတာပေးခဲ့ပါတယ်ဒါကြောင့်မို့ဒီကနေ့တရားတော်ကိုစောင့်ရှောက်တဲ့ဘုရားသားသမီးတွေဟာဘုရားသခင်အနာမှာအမြဲတမ်းရှိပေးနေတယ်ဘယ်အရာတွေအားဖြင့်လဲဘုရားသခင်ရှိခြင်းကိုကျွန်တော်တို့ဘယ်လိုသိမလဲတနည်းအားဖြင့်ပြောရင် 19ခုမြောက်သောဆန္ဒအပိုင်းငယ်တစ်မှာကြီးလိုက်တာနဲ့မိုးကောင်းငင်သည်ဘုရားသခင်ဤဘုံအတရေတော်ကိုကြားပြော၍မိုးမျက်နှာချက်သည်လက်တော်နှင့်လှုပ်သောအရာများကို ပြသ၏ကြီးစွာအမတန်မကောင်းတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။တရားဘုရားသခင်အနာမှာရှိတဲ့တက်သေးဖြစ်တယ်နော်။လေတွေပေးတယ်။ရာသီဥတုတွေသားရာပေးတယ်ဖုရား။နော်ရေပေးတော်ဖုရား။ ရေးသားမပင်းရင်ကျွန်တော်တို့ဒီကနေ့ခက်ခဲနေတဲ့အချိန်ကာလမှာရေးသားမတော့ရင် မလွယ်ဘူးတယောက်ဆိုးစကားရှိတယ်ကျွန်တော်တို့မြို့မှာဆိုးစကားအဲ့ဒါပါလဲဆိုရင်ရေးအသက်တမနဲ့တဲ့နော်လူကရေးတမနဲ့လောက်မတော့ရတော့ဆိုရင်လူကလုံးဝသေဖို့ပဲကြံတယ်ဒါပေမဲ့ထမင်းအသက်က9ရက်လူတယောက်က9ရက်လောက်တမင်းမစားမသေးဘူးဒီနေ့ရေးကြတော့တမနဲ့လောက်မတော့ရအောင်ဆိုလူက မလွယ်ကူတော့ဘူးเนาะတကြောင်မရေရသိအရေးကြီးပါတယ်ဘဝမှာเนาะတယောက်ချစ်တော်ဓမ္မမင်းဆိုရင်အပိုင်ငယ်ကိုးလောင်မှာသာရဖျားကိုကြောက်ညုံခြင်းသဘောသည်တန့်ရှင်းသည်ဖြစ်၍တဲ့ဘုရားကိုကြောက်ရွံ့တဲ့သူကတန့်ရှင်းတယ်ဘာလို့လဲတဲ့ပြန်ကြည့်တော့เนาะဒိုင်လာတို့เนาะအရက်ကလေးလာချတာတော့မှဟလာဘင်းရဲ့စကားအဲစားဝိုင်းကနေစားစရာတွေအရှံပဲလာချတဲ့အချိန်မှာတော့မှ ဟာလာတေးတေးရက်တွေပါတယ်စပြည့်ရည်တွေပါတယ်သူတို့ကအဲ့ဒီရေမှုရေသူတို့ရှောင်းတယ်တဲ့နော်ရှောင်းပြီးတော့မှညစ်ညူးခြင်းကိုရှောင်းတယ်လို့ပြောတယ်ဂျေဇာဒီနေ့ဒါကြောင့်ဒိုင်လာတို့ကဘုရားသခင်ကိုကြောက်ရွံ့နေဆိုတော့လုံးဝသေးကြတယ်ဒါကြောင့်လည်းရောက်နေတဲ့နေရာမှာ ရောက်တဲ့နိုင်ငံမှာဘုရားသခင်သူတို့ကိုမချီးမြောက်လို့မရဘူးချစ်တော်တပည့်မေဆွေဒီနေ့တဲ့ကိုဘုရားသခင်ချီးမြောက်ခြင်းနဲ့ ဒါဆိုကျွန်တော်ဘယ်လိုနေထိုင်မလဲတော့ဖះကိုကြောက်ရွံ့မှုလို့တယ်ဘုရားမှာဖះကိုကြောက်ရွံ့ခြင်းဒီအတ္တတာတန်ရှင်ခြင်းပဲဒါဆိုလုံလောက်ပြီပြန်ဆက်ကြည့်အောင်เนาะကာလအစဉ်အမြတ်တီဤသာဝရဖះစီရင်တော်မူချက်တို့သည်သစ္စာတရားနဲ့ညီ၍တဲ့သာဝရဖះစီရင်တော်မူချက်ဟာသစ္စာတရားနဲ့ညီတယ်တညီတညွတ်တယ်ဖြောက်မှတ်ကြဤ အဲ့ဒီမှာတော့တစ်ချက်ကျွန်တော်တို့အများကြီးတွေ့ရတယ်။တညီတညွတ်ထဲဖြောက်မှကြဤတဲ့။နော်ဆိုတော့သာရဖျားကြီးစီရင်တော်မူချက်တို့သည်သစ္စာတရားနဲ့ညီ၍ဘယ်အချိန်မှစီရင်ပါလဲတဲ့ဘုရားသခင်က။ကဘာရဲ့အဆုံးဟာလာနောက်ဆုံးတော့ပလင်ဖြူတရားစီရင်ခြင်းမှာဖြစ်ပါတယ်။ဒါကြောင့်မို့တမန်တော်ယောဟန်က လင်ဖြူကိုလည်းငါမြင်၏အသက်စာဆောင်များကိုလည်းဖွင့်ထား၏အခြားတပါသောစာဆောင်များကိုလည်းဖွင့်ထားလေ၏တဲ့စီရင်တော်မူချက်ကလာတော့မှဖြစ်တယ်အကျွန်တော်အကောင်းဆုံးနေခဲ့တာပဲဘယ်တော့ကကျွန်တော်ကဟာလာဖះမနစ်သက်ပဲနေထိုင်ခဲ့လို့လေ no ဒီနေ့စာဆောင်မှာရေးထားတယ်အခြားတပါသောစာဆောင်ဆိုတော့လောကမှာကျွန်တော်တို့ပြုတ်ခဲ့တဲ့အကုသိုလ်တရားတွေ ကုသိုလ်တရားတွေပြန်ချိန်တဲ့အခါမှာတရားကုသိုလ်တပဲငရဲတပိတ်တာဒီနေ့ကျွန်တော်မြန်မာစိုးစကားရှိတယ်ကုသိုလ်ကတပဲလောက်လုတ်ပြီးဆိုရင်အကုသိုလ်ကကျွန်တော်တို့ကတပိတ်တာလောက်တလဲလောက်သွားပြီဆိုတော့ဘုရားသခင်စီရင်တော်မူချက်တော့ဟာညီညွတ်တယ်တရားအဲ့ဒီအချိန်မှာကဘာဦးကစပြီးဟာလာသေတော်သူတွေဝိညာဉ်ကဘုရားကိုမယုံကြည်တဲ့ဝိညာဉ်တွေ တနည်းအားဖြင့်သခင်ယေရှုခရစ်တော်ဖျားကိုယုံကြည်လက်ခံခြင်းမရှိတဲ့ဝိညာဉ်ကအဲ့ဒီအချိန်မှာပလင်ဖြူတရားစီရင်ခြင်းအရှိမဒူးထောက်ရမယ်။တော့ဒူးထောက်ပြီးတော့စီရင်တော်မူချက်တို့သည်စောစောကပြောလဲဖြောက်မှတ်တော်မူ၏ဖြောက်မှတ်တယ်။စီရင်တော်မူချက်ကဖြောက်မှတ်တယ်။ဘဒူးမှငြင်းလို့မရဘူး။ကျွန်တော်တည့်ရပြောင်းလဲကစားတာ တယ်အမှုတော်ဆောင်တူဦးကကျွန်တော်ကိုတစ်ရောတစ်ကိုအဖြစ်အဲဒီတော့ကတော့ကျွန်တော်ကကားဒရိုက်ဘာပေါ့နော်ဗမာပြည်ဟိုသွားဒီသွားနဲ့ဟာလားတခါလေးလဲကားမောင်းဇက်တိုက်လနဲ့ချီနှစ်နဲ့ချီနေမနာညမနာရန်ကုန်မြို့မှာလဲအဲ့လိုထိုက်စီနှစ်နှစ်လောက်မောင်းဟာလားတရက်ကြတော့အကိုတဲ့ဗျာပေါ့ရှာသမားတရောတစ်ကိုအဖြစ်ကိုယ့်ရဲ့ လူရယ်လို့တိတက်တဲ့အချိန်ကနေကိုကျူးလွန်ခဲ့တဲ့ဒုစရိုက်အဖြစ်တွေကိုရေးချပါကျွန်တော်လည်းရေးတော့မမှီသလောက်မမှီသလောက်ရေးတော့တမျက်နာမမဆန်းနောက်တမျက်နာပြန်လှန်ပြီးပြန်ရေးနှစ်မျက်နာရေးလဲမဆန်းတော့နောက်ဆုံးအဆုံးသတ်လိုက်အဲ့ဒါကိုတရတစ်ကိုရုပ်ပြီးတော့ဝန်ချပါတောင်းပန်ပါပြောညင်တာဗီဇအပြည့်ကျင်းရင်းနေရတယ်ကျွန်တော်တို့ကလွတ်မြောက်ဖို့ ခရစ်တော်လည်းနှလုံးသားထဲမှာယုံကြည်ခေါ်ဖိတ်လက်ခံပါဗောအဲ့ချိန်မှာအဲ့လိုပြုတ်ခဲ့ဘူးတယ်ဒါတသက်ခံတာဗောနော်ဒါတော့လောကမှာအမှုတော့မဆောင်ခင်တော့ကဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဖျားသခင်ရှင်တော်မူချက်တွေကဖြောက်မှတ်တယ်နောက်ဆုံးတော့နေရမှာနော်ကဘာအဆုံးမှာဒါကြောင့်မို့ရွှေစင်ထက်မကများစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ ဒီနေ့မြန်မာနိုင်ငံမှာရွှေစင်ရွှေဆိုင်ရတော့နာမည်ကြီးတာပေါ့ကျွန်တော်အားလုံးသိတယ်ဒါမှရွှေစင်ထက်မကတဲ့နောက်ပြီးတော့ဗာလဲပြားရီထက်မကနောက်ပြီးတော့ပြားလဘို့ထက်ချိုကြဤဒီကနေ့နှုတ်ကပတ်တော်အဲ့ဒါလိုနိုင်တယ်ရွှေငွေအထောင်တောင်းတဲ့လည်းနိုင်တယ်ရွှေစင်ထက်မကနှစ်သက်ဖွယ်တဲ့အရာလည်းဖြစ်တယ် တရားဒီနှုတ်ကပတ်တော်ကတကယ်ကိုကောင်းတယ်ချစ်တော်ဓမ္မမိဆိုရင်ဒီကနေ့ဘဝမှာနှုတ်ကပတ်တော်ရှိနေရင်ကျွန်တော်တို့ဒီလုံခြုံတယ်နှုတ်ကပတ်တော်ရှိနေရင်ကျွန်တော်တို့ဘဝမှာဟာလာသေခြင်းတရားနဲ့ကင်းရတဲ့အခွင့်ရတယ်နော်ပြောချင်တာကတော့ခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကထာဝရသေခြင်းဆိုတဲ့မိငရဲ့အိုင်ထဲမှာကျွန်တော်တို့ကကင်းတော်သူဖြစ်တယ်ကောင်းငင်နိုင်ငံကောင်းငင်ရွှေပြည်ဟာလာ အသက်ဆက်ဆက်မှာကျွန်တော်တို့နေရမှာဖြစ်တယ်။ဒါတော့ကျွန်တော်တခါဝေငှတယ်။မြို့သက်ဟာလားအိတ်အသက်တိုက်အသက်ဘလို့ဆိုအသက်ဆိုရင်လူတွေအားလုံးအဆင်ပြေတယ်တနည်းအားဖြင့်ပေါ့။ဒါကြောင့်သခင်ယေရှုခရစ်တော်ကကဘာမီအဟောင်းကောင်းငင်မြို့မိုးမျက်နှာချက်အဟောင်းမြေကြီးအဟောင်းယာတိဥဒုအဟောင်းအားလုံးအဟောင်းအဟောင်းဘုရားခင်မီးနဲ့ဒီကနေ့နောက်ဆုံးမှာဖြည့်ဆည်းပြမယ် ကဝမီကြီးအသက်ဆက်ဆက်မှာတန့်ရှင်းသူယုံကြည်သူများအားလုံးစုယုံ၍နေရမယ့်နေရာသခင်ရှုခရစ်တော်ဒီနေ့ပြင်ဆင်နေတယ်။ကျမ်းစာမှာဖော်ပြတာကတော့ယောဟန်14မှာ သင်တို့နေစရာအခန်းနိုင်ငံအသက်ကိုပြင်ဆင်ပြီးရင်သင်တို့စီတို့ငါပြန်လာပြီးတော့သင်တို့ငါရှိတဲ့နေရာမှာတင်ဆဲဖို့အဲ့ဒါလိုပြောပါတယ်။ဒါပြီးကြတဲ့ဒေသနာမှာလည်းကျွန်တော်ပြောခဲ့တယ်။တခြားဒီနေ့မှာတော့ဖြစ်ရင်ချစ်တော်ညီကုံမောင်မမများ ဓမ္မမိတ်ဆွေများဒီကနေ့တရားတော်ကိုတရားတော်အဖြစ်ကိုရောဤကြုံနေသတိရ၍တရားစောင့်ခြင်းအကျိုးသည်ကြီးလာပေ၏ဒီနေ့ယုံကြည်သူမှလည်းတရားစောင့်ခြင်းအကျိုးရှိတယ်เนาะကျွန်တော်မယုံကြည်သူကလာတဲ့အခါမှာကျွန်တော်တို့ဟာလာတရားလည်းထိုင်မှုတယ်เนาะအားထုတ်မှုတယ်เนาะသင်္ကန်းလည်းစီးမှုတယ်ဆိုတော့ဒါပေမဲ့ချစ်တော်ဓမ္မမိတ်ဆွေဒီကနေ့ ကျွန်တော်ပြောချင်တာဘာကိုပြောချင်လဲဆိုရင်တရားစောင့်ခြင်းအကျိုးတွေကြီးလာပြီဆိုတဲ့နေရာမှာဒီနေ့ဖះသားသမီးဖြစ်ခြင်းကယ်တင်ခြင်းရခြင်းရဲ့နောက်မှာတော့ကျွန်တော်တို့ဒီတရားစောင့်ကိုစောင့်ရလိမ့်မယ်တရားစောင့်လို့ကယ်တင်ခြင်းရရှိတာမဟုတ်ပါဘူးထာဝရအသက်ရရှိတာမဟုတ်ပါဘူးကောင်းငယ်နိုင်ငံဝင်ခွင့်ရသွားတာမဟုတ်ပါဘူးတရားစောင့်လို့တရားစောင့်လို့ကျွန်တော်တို့ဘယ်တော့အခါမှာ ကောင်းငင်နိုင်ငံဝင်ခွင့်ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲကျွန်တော်တို့ပြုတ်ဘူးသမျှတော့ကုသူအလူဒါနတွေကဘုရားသခင်အရှိမညစ်တော့အဝတ်နဲ့တူတယ်လေ။ပြောညင်တာကကျွန်တော်တို့ဟာလာတရားကြိုက်တဲ့လောက်ဆောက်ကျွန်တော်တို့ဒီကောင်းငင်နိုင်ငံဝင်ရဖို့အတွက်ကိုကျွန်တော်တရားကြိုက်တဲ့လောက်ဆောက်ရှော့ဘုရားအရှိမကျွန်တော်တို့ကဟာလာညစ်တော့အဝတ်တွေပဲပြသနေတာဖြစ်တယ်။တရားချမ်းတဲ့လောက်ဆောက်တဲ့အချင်း နှစ်နာရီအနှစ်ရက်ပဲဆောက်ဆောက်တလပဲဆောက်ဆောက်ဖရာအရှိမကအဲ့တရားဆောင်ရင်အကျိုးဟာဒီနေ့ဘာမှအကျိုးဖြစ်လာမှာမဟုတ်သို့တော်ဆလန်ဆရာကဖရာသခင်သူယုံတယ်သခင်ရှုခရစ်တော်ကိုလည်းတနည်းအားဖြင့်မပေါ်ထွန်းချိန်မှာသူတို့ဒီဓမ္မဟောင်းကာလဖြစ်ပေမဲ့သခင်ရှုခရစ်တော်ဒီတကယ်ကိုခမဲတော်ကိုပြသတယ်လို့ခမဲတော်ကလည်းသားတော်ကိုပြသတဲ့အရာကိုလည်းကျွန်တော်ဒန်ရီလာမှာကျွန်တော်သိပြီးသားမိတယ်မှာ ဇရုထလူကတားတော်အရာတဲ့ဓမ္မဟောင်းမှာလည်းတားတော်ရဲ့အရာအရာကိုအမြဲတမ်းဟာလာဖော်ညွှန်းလင်းရှိတယ်အခုအငွေ့အသက်တွေပြတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ဆာလန်ဆရာကဖခင်သခင်သူယုံကြည်စိတ်ချတဲ့အတွက်သူဒီတရားစောင့်ရင်အကျိုးတွေကြီးတယ်တဲ့ဣတရီလလူမျိုးဆိုတဲ့ဒီကနေ့ဂျူးလူမျိုးများဟာတပတ်ကိုနှစ်ရက်တရားဟာလာသမင်းမေဟင်းမေတရားစောင့်တဲ့လူတွေဖြစ်တယ်တပတ်ကိုနှစ်ရက်အစာရှောင်ဆုတောင်းနေရှိတယ် တကျူးလူမျိုးတွေငငယ်တဲကဒါသူတို့ကပုံသွင်းထားပြီးသားရိုက်တွန်းထားပြီးသားเนาะငငယ်တဲကဟိုတပတ်ကိုနေ့ရက်အစားရှောင်းတယ်ဆင်းရဲသားတွေတွေ့ရင်သူတို့ကစွန့်ကြဲတယ်ပေးကမ်းတယ်နောက်ပြီးတော့သူတို့ကဆယ်ဖို့တဖို့ဆယ်ဖို့တွေကတဖို့ကိုသူတို့ကဖျားအတွက်သူတို့ကအမြဲတမ်းဖယ်ထားပြီးသားဒီနေ့သူတို့ရဲ့ကောင်းကြီးမင်္ဂလာဒီသိန်းတရာဝင်ဝင်ရှင်းဆယ်သိန်းကကျူးလူမျိုးတွေကဖျားအတွက်တပုံဖယ်ထားပြီးသားဆယ်ပုံပုံတပုံပုံပေါ့ ဒါကြောင့်မို့ချစ်တော်ဓမ္မမိဆွေဒီနေ့မှာเนาะထာဝရဖျားကိုကြောက်ရွံ့ရင်ကအင်မတန်မှအသက်ရှင်တယ်လို့ပြောပါတယ်เนาะဒီနေ့ဖျားသားသမီးတွေနောက်ဆုံးသောကာလတွေရောက်နေပြီဖျားကိုကြောက်ရွံ့အောင်เนาะဖျားကိုကြောက်ရွံ့ဖျားသခင်ကကြောက်ရွံ့တော့သူတို့အပေါ်မှာဂိယုနာတရားတော်ရှိတယ်เนาะကြောက်ရွံ့ခြင်းမရှိဘူးဖျားကိုဟာလာပုံကန်တဲ့လူကရင်လို့ဆိုတော့ထောဒါပေါ့เนาะထောဒါကဆရွာဆိုတာကကရင်လို့ကထောဒါကဆရွာ ောဒါကဆရွာဆိုတာကဖယားကိုပုံကန်တာတနည်းအားဖြင့်ဒါကြောင့်ဣတိလလူမျိုးတွေဟာအဲ့ဒီအကုတ်တူပြေကနေခေါ်ထုတ်လာတဲ့အခါအခုဆိုရင်အဲ့ဒီဣချစ်ကနေခေါ်ထုတ်လာတဲ့အခါမှာဖယားတခင်သူတို့ပုံကန်တယ်တော်တယ်မှာဒါကြောင့်သူတို့ကဒါကြောင့်သူတို့တော်တယ်မှာလမ်းပျောက်သွားရတဲ့အဆင့်ကြီးရောက်သွားတယ်သူတို့လမ်းပျောက်သွားတာတကယ်တမ်းတော့သူတို့တော်လေတယ်ဆိုတာလမ်းပျောက်တာဖယားမပါတော့ဘူးသူတို့ဘဝမှာ เนาะဒါကြောင့်မို့ဒီကနေ့ရှာလန်ဆရာဒါဝိမင်းကြီးဘာကြောင့်အောင်မြင်တယ်လဲเนาะသူကြာရှုံးတဲ့အချိန်နေရှိခဲ့ဘူးပါလေအစောပိုင်းမှာဒါပေမဲ့နောက်ပိုင်းမှာသူဒီအောင်မြင်တော့ဘယင်ဘာဖြစ်တယ်เนาะဘယင်ဒေးဗစ်ကလုံးဝအောင်မြင်တော့သူဖြစ်တယ်ဘာကြောင့်လဲဘယင်ဒါဝိကအောင်မြင်ဆိုတာသူကတရားဆောင်တဲ့အလီတာသူမှာရှိတယ်เนาะဒါမမေ့ပါနဲ့ချစ်တော်ဓမ္မမိတ်ဆွေနောက်ဆုံးတော့ကာလာမှာကျွန်တော်တို့ဒီဟုတ်လား နှုတ်ကပတ်တော်အားဖြင့်ပြောကျင်တာဘုရားစကားကိုနားခံနေတာကတရားဆောင်တာဖြစ်တယ်။နော်ဒီကနေ့တရားဆောင်ရှောက်တဲ့ယုံကြည်သူတွေနဲပါလာပြီ။နော်တရားဆောင်တဲ့လူငယ်ခရစ်ယာန်တွေနဲပါလာပြီ။ဒီနေ့ဘုရားကျောင်းတက်ပြင်းတဲ့ခရစ်ယာန်တွေများလာပြီ။နော်ဒီနေ့သို့တော့ဒီနေ့ဆာလန်ဆရာဒါဝိမင်းကြီးကပါဖြစ်လေတရားဆောင်ရင်အကျိုးကြီးတယ်ဆိုတာ तू သိတယ်။တရားဆောင်ရင်အကျိုးအင်မတန်ကြီးတာ तू သဘောပေါက်တဲ့အတွက်တရားဆောင်ရှောက်ခြင်းအပြင်သူ့ရဲ့ဘဝမှာ အောင်မြင်မှုတွေအသီးအပွင့်တွေပန်းတိုင်တွေဆိုတာသူ့အတွက်ဖြစ်လာတယ်ဒီကနေ့သင်သည်သင်ရဲ့အောင်မြင်မှုတွေအသီးအပွင့်တွေသင်ရဲ့ပန်းတိုင်တို့သင်သည် ရောက်နိုင်ဖို့ရန်သင်သည်ဖရားကိုဟလာကြောက်ရွံ့ခြင်းအပြင်ပြောချင်တာသာရဖျောက်ကြောက်ရွံ့ခြင်းအပြင်တန်ရှင်းသောအသက်တာအပြင်ဒီနေ့တရားဆောင်တော်သူဖြစ်ကြရအောင်လို့နှုတ်ကပတော်အပြင် အနှဲငယ်ဝင်ငှပါတယ်အရောက်ရှိတိုင်းဖျားသခင် ကောင်းချီးပေးပါစေ